လက်ရှိမှာတော့ Grey Hotel က subscription ကျင်းတော့အချိန်နဲ့အခုရက်သက်တစ်ပတ်9ရက်ပြည့်ပါပြီ5ရောက်ရှိတယ်ပေါ့နော်ဓာတ်ပုံ5ခုရှိတယ်လို့ကျွန်တော်တို့ပြောပါတယ်ဗျအတိအကျပဲသူတို့မြင်ရတယ်ဒါပေမဲ့သူဘယ်လိုမှဆွဲထုတ်လို့မရဘူးပြင်နေအဲ့ဒီအချိန်တွေတော့ကျွန်တော်ကဘာမြင်နေရတဲ့အပေါက်လေးဟိုစာတန်းညီလေးအဲ့ဒီအပေါက်မှာအထောက်မှာအပေါက်သေးသေးလေးရှိတယ်ဗျတော်တော်လေးသေးပါတယ်တိတိကျကျဆိုရင်တော့6ရောက်ပါပဲဗျ အဲ့6ရောက်ကိုအဲ့အပေါက်ကျင်းချင်းလေးကနေရအောင်သူတို့ဆွဲထုတ်ခဲ့တာပါဗျာမြန်မာနိုင်ငံမိသားတပ်ဖွဲ့ရေရုရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့နဲ့အတူတရုတ်ကယ်ဆယ်ရေးအဖွဲ့အားလုံးအဖွဲ့၃ဖွဲ့ပေါင်းပြီးတော့လှုပ်ဆောင်နေပါတယ်လက်ရှိယနေ့အချိန်ထိလှုပ်ဆောင်နေတော့မှယနေ့ဧပြီလ၄ရက်နေ့ပါ က်ခွင့်ပြိတ်သက်ကြီးများအားလုံးမင်းလာပါအခုကျွန်တော်ရောက်ရှိနေတာကတော့ Great Wall Hotel ရဲ့အနောက်ဘက်ကားပါကင်အခန်းထဲမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင် April 4ရက်နေ့ရှိပါပြီစဖြစ်တဲ့အချိန်နဲ့ဆိုလို့ရှိရင်တော့စဖြစ်တဲ့အချိန်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနှစ်ရက်သက်တစ်ပတ်ဝင်းကျင်ဖြစ်သွားပါပြီဗျအခုလက်ရှိတိုက်ကတဖြည်းဖြည်းနဲ့နှစ်ချမ်းကွဲသွားပြီးတော့တဖြည်းဖြည်းနဲ့အရှိတ်ဘက်ကိုပို့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 ပြီးတော့ရိမ့်ရိုင်လာပြီးတော့အခုတက်စီလည်းထပ်ပြီးတော့ပြိုနေသေးတယ်လို့ကျွန်တော်တို့သိရပါတယ်ဗျ ဒီ crane ကြီးနဲ့သူတို့ကမြောင်းအရင်ဖို့နေ crane ကိုနင်းမယ်ပြီးကြလို့ရှင်တော့ဒီအနောက်ကနိုင်ငံကိုရားသလောက်ဖြိုချပြီးတော့ကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လုပ်မှာပါအခုဒီနားတဝိုက်လေးမှာကျွန်တော်တို့ဒီအနောက်လေးကက်ကက်လေးဒီနိုင်ငံလေးရဲ့ခေါက်ဘက်တစ်ချမ်းမှာတော့သူတို့မြင်နေရတဲ့ဓာတ်ပေါ်ကြီးကိုမြင်နေရပြီးတော့မထုံနိုင်တာကဓာတ်ပေါ်ကြီး၅လောင်းရှိတယ်လို့ကျွန်တော်တို့ပြောပါတယ်ဗျာ တိုက်ကြီးကိုအပီးထိဖြိုချဖို့အစီအစဉ်လုံးဝမရှိသေးပါဘူးတဲ့တို့ရားသလောက်ကယ်ဆယ်မှုတွေရားသလောက်ဓာတ်ပေါ်တွေကိုရားသလောက်ထုတ်သွားအောင်ပါပါကျွန်တော်တို့အရန်အောင်ကောင်းပါတယ်ဗျကျွန်တော်ခုမှမြင်နေရတဲ့အပေါက်လေးဟိုစာတန်းအနီလေးအဲ့ဒီအပေါက်မှာတောက်မှာအပေါက်သေးသေးလေးရှိတယ်ဗျတော်တော်လေးသေးပါတယ်အဲ့ဒီအပေါက်ထဲကနေပြီးတော့ရှင်လေးရဲ့တိတိကျကျဆိုရင်တော့6ရောက်ပါပဲဗျအဲ့6ရောက်ကိုအဲ့ဒီအပေါက်ကျင်းကျင်းလေးကနေရအောင်တို့ဆွဲထုတ်ခဲ့တာပါဗျအချိန်ကြီးတော့အဲ့လိုပါအခုလက်ရှိကျွန်တော်တို့ထပ်ပြီးမြင်နေရတော့ဒီဘက်ရန်နေရာကြီးနေတို့ ဒါတော့လျှောက်နောက်ချမ်းကိုရှားတော့ဖွင့်အောင်မယ်အဲ့လိုဖွင့်နေတဲ့အချိန်မှာပဲတိုက်ကတဖြည်းဖြည်းနဲ့အီအီပြီးတော့ကျွန်တော်တို့လမ်းမဘက်ကိုပြိုဆင်းနေတာလဲဒါတွေ့ရမှာပါခင်ဆက်လက်ပြီးတော့လိုက်ပြီးတော့ကြည့်လိုက်ပါအောင်ဗျာမြန်မာနိုင်ငံမိသားတစ်ဖွဲ့ရေရုရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့နဲ့အတူတရုတ်ကယ်ဆယ်ရေးအဖွဲ့အားလုံးအဖွဲ့၃ဖွဲ့ပေါင်းပြီးတော့လှုပ်ဆောင်နေပါတယ်လက်ရှိယနေ့အချိန်ထိလှုပ်ဆောင်နေတော့မှယနေ့ဧပြီလ၄ရက်နေ့ပါအခုလက်ရှိတော့ ကျွန်တော်ဒီလမ်းကိုတာဝန်ရှိသူတွေပဲသွားလို့ရတဲ့အနေထားပေါ့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့တာဝန်ရှိသူတွေပဲသွားလို့ရတဲ့နေရာပါလမ်းကိုတော့နှစ်ဖက်ပိတ်ထားတာကိုကျွန်တော်မြင်တွေ့ရမှာပါအခုကျွန်တော်နဲ့အတူလိုက်ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေဘလို့သူတို့တွေဆောင်ရွက်နေလဲဘလို့တွေလုပ်နေလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လိုက်ပြီးတော့ကြည့်ကြည့်လိုက်ပါအောင်ဗျဒါကျွန်တော်တို့ဟိုတယ်ပေးလန်းနေပြီးတော့ဝင်လာတာပေါ့နော်အခုဆိုဒါဟိုတယ်အနောက်ဖရေကိုဟိုတယ်ကြီးရဲ့အနောက်ကားပတ်တင်ရောက်ပါ ထမအောင်ဆုံးဝင်ထားတဲ့လူတွေရဲ့တုံသက်ချက်အရာမှာတော့ကျွန်တော်တို့အသက်ရှင်ဖို့ရာခိုင်နှုန်းကတော့ရှိတဲ့လူတွေပေါ့နော်အတိအကျလည်းကျွန်တော်တို့အစင်းင်းနေမသိရဘူး recession အထိကိုစားစားနေနေထားတဲ့ recession အထိကိုဒီဖုံးအုပ်သွားတဲ့အတွက်ကြောင့်မမြင်ရတော့ဘူးအဲ့အတွက်ကျွန်တော်တို့အထက်မှလူဘယ်နှယောက်ရှိလဲဘယ်နှယောက်တည်ဆုံသွားတယ်လဲဆိုတာအတိအကျတော့ကျွန်တော်တို့အခုချိန်ကြီးမသိရသေးဘူးပေါ့နော်ဟိုရှင်မှုရာခိုင်နှုန်းကတော့ဟိုတို့လည်းပြောပါတယ်ဗျရေသက်တစ်ပတ်9ရက်လည်းရှိပြီဆိုတော့ 80ရာခိုင်နှုန်းတော့ရှင်မို့မလွယ်တော့ပါဘူးဒါမှမဟုတ်လေအမလျှော့သေးပါဘူးရတဲ့လောက် dead body တွေကိုအတက်နိုင်ဆုံးပုံအကောင်းဆုံးဖြစ်အောင်သူတို့ဆက်ထုတ်နေတယ်လို့ပြောပါတယ်ခင်ဗျကျွန်တော်တို့လည်းပတ်ကြည့်မှာပါအခုတစ်ချက်လိုက်ပြီးကျွန်တော်တို့လည်းကြည့်ကြည့်ပါအောင်ဗျဒီအောက်မှာမြောင်းရှိတယ်အဲ့မြောင်းအရင်ဖို့တယ်ဖို့ပြီးွားတဲ့အခါဒီဘက်တိုနင်းလို့ရအောင်ပေါ့ပြီးလဲပြီးကြတော့ကျွန်တော်တို့ကထပ်ပြီးတော့ဒီမှာအခုဒါအနောက်ကမလိုတဲ့ဟာတွေကိုပေါ့ဆွဲထုတ်နေဒီနားမှာနေနဲ့ဒါ မြန်မာနိုင်ငံမိသားတက်ဖွဲ့ရကေဇေကြီးကပြောတာပေါ့နော်ကေဇေကြီးကတာဝန်ရှိသူကပြောဒီနားမှာနေဆွဲထုတ်လို့မရတဲ့အလောင်းကဓာတ်ပေါ်ကြီးပေါ့နော်ကျွန်တော်ငါးငါးယောက်ရှိတယ်ပေါ့နော်ဓာတ်ပေါ်ကြီးငါးခုရှိတယ်လို့ကျွန်တော်တို့ပြောပါတယ်ဗျအတီးကြပဲကျွန်တော်မြင်ရတယ်ဒါပေမဲ့ဘလို့မှဆွဲထုတ်လို့မရဘူးပြင်နေအဲ့ဒီအချိန်တွေတော့ဟိုဓာတ်ပေါ်ကြီးကိုအတက်နိုင်ဆုံးပေါ့နော်မထိခိုက်အောင်တိတိချာချာလေးဒီပြင်းချင်းဆွဲထုတ်နေတယ်ဗျအဲ့ဒီအရှိအရှိချမ်းလေးတင်ပါပေါ့နော်အဲ့ဒါဒါကျွန်တော်တို့အခုမြင်ရတဲ့အခြေအနေပါ မတ်လ28ရက်နေ့စတင်လောက်ခတ်ခဲ့တဲ့မန္တလေးကမလင်မာတော့ဒီဂရေဟော့တယ်ကနေတည်ဆုံးသူများစွာရှိနေပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့အဲရှင်လျက်နဲ့ဆွဲထုတ်နိုင်ခဲ့တဲ့လူပေါ့နော်ကျွန်တော်တို့ခုနကျွန်တော်ပြတဲ့အပေါက်ချင်းချင်းလေးကနေဆွဲထုတ်နိုင်ခဲ့တဲ့လူကတော့လက်ရှိ9ယောက်ပါသူပါသူစ조사ရုံးကန်ပြီးတော့ထွက်လာတဲ့အသက်ရှင်နေရှိတဲ့လူကတော့2ယောက်ဒါအခုလက်ရှိကျွန်တော်တို့နောက်ဆုံးရတာဒီနေ့ဧပြီလ4ရက်နေ့တနအီဝင်းချိန်မှာနောက်ဆုံးရတာတဲ့အပဒိတ်လည်းမဖြစ်ပါဘူး